မင်္ဂလာပါလိမ္မာလေးတို့ရေလိမ္မာရဲ့ပျော်ပျော်ရွှင်ရွှင်ပုံပြကြမယ်ဆိုတဲ့စီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရကွယ်ဒီနေ့ပြောပြသွားမယ့်ပုံမြင်လေးကတော့မာနာကြီးရဲ့တမင်ကလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှိရှိတုန်းကတမင်လေးတကောင်ရှိတဲ့တမင်လေးကသူ့ရဲ့လှပတဲ့ဥကြိုကြောင့်မန်တက်နေခဲ့တာပေါ့ကွယ်တငယ်ချင်းတွေက သူ့ကိုကစားဖို့ခေါ်တိုင်းသူက မင်းတို့နဲ့ငါမကစားချင်ဘူးမင်းတို့မှငါလိုလှပတဲ့ဥကြုံမရှိဘူးလို့ပြန်ပြောတဲ့တနေ့ရှောင်းလေးမှာရေစင်းတောင်နေတော့သူရဲ့လှပတဲ့ဥကြုံကိုကြည့်ပြီးအိုးငါရဲ့ဥကြုံကအရန်လှပပါလားလို့ကိုကုတ်ကိုရှင်းမနေတော့မှာပဲမုတ်ဆိုးတရာရောက်လာတဲ့ကွယ်မုတ်ဆိုးကသူ့ကိုတွေ့တဲ့အချိန်မှာ သူ့ကိုဖျားနဲ့ပြစ်လိုက်လို့ခပြေးနေတော့သူရဲ့လှပတဲ့ဥကြုံတွေကရှုံနေနဲ့ညှိမိကုန်တာပေါ့ကွယ် ဒီလိုအခက်အခဲတွေတွေ့နေရတဲ့အချိန်မှာပဲသူ့တငယ်ချင်းတွေကကူညီလို့လုခဲ့ရပြီးတော့နောင်နာရိယာကသူ့ရဲ့လှပတဲ့ဥကြုံတွေနဲ့ပတ်သက်ပြီးတခါမှမမတက်တော့ဘူးရဲ့ကွယ်လိမ္မာလေးတို့လည်းဒီပုံမြင်လေးကိုဖတ်ပြီးကိုယ့်ရဲ့အားသာချက်တစ်ခုကိုမန်တက်မနေပဲတငယ်ချင်းတွေနဲ့အတူတူစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နေကြရမယ်နော်နောက်ပတ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကွယ်